ဖြစ်နိုင်တော့ Asian Pacific designer တွေတည်းကပဲဝတ်ပါဆိုပြီးတော့ပဲသူကပြောထားတယ်အယောင်တော့ gold ပေါ့နော်။ဘယောင်ရဲ့အတီးတငယ်ချင်းတယောက်ကလည်းပြောတယ်ဘယောင်ဒီပွဲရဲ့သွားမယ်ပြောတဲ့ခါကျတော့ဟိုသူနဲ့တီးတယ်ပေါ့နော်။သူနဲ့တီးတဲ့အလို့ အဲဒီဇိုင်နာဘောနော်တွေရှိတယ်တဲ့အဲ့လိုမျိုး hop star တွေကိုလည်းတူအဆင်ပေးဘူးရဲ့တဲ့အဲသူစီက outfit ပေါ့နော်အဝင်မလားတဲ့သူစီကဘောနော်အဲ့လိုသူသူ့ကို dress လုပ်ခိုင်းမလားဆိုတဲ့ရရဲလို့မဟုတ်ဘူးလို့ငါ first time တက်တာဆိုတော့လို့ငါမြန်မာဝတ်ဆောင်ပဲလို့အဲငါတို့နိုင်ငံဒီဇိုင်နာနဲ့ချုပ်ပြီးတော့ဝတ်သွားမယ်ဆိုပြီးတော့ပိုင်အောင်ဆုံးဖြတ်ဖြစ်လိုက်တာပါဟုတ်ပွဲမှာလည်း media တွေတော်တော်များများလာရဲ့ပေါ့နော်ဟိုမှာလည်း variety တို့ billboard တို့ ဟောလီဝုဒ်ရီပေါ်တာတို့ Harper's Bazaar တို့ L တို့အများကြီးပါပဲလာတော့အခုလဲအဲ့လိုအဲ Vogue Hong Kong မှာလဲအဲ့လိုမျိုး Best Dress တဲ့မှာဒီ Go Gala Pick Pick တဲ့တဲ့မှာပါဆိုလာမသိမြန်မာ outfit လေးတော်တော်ကြိုက်ကြရဲ့ကြိုက်ကြပြီးအဲ့လို glam board လေးရိုက်တော့လဲအဲ့လိုပြောရပေါ့နော်နေ outfit ကရမ်းမိုက်တာပဲအဲ့လိုပေါ့နော်အဲပေါ်ဝါလီလဲပါသွားရလေအဲ့သူတို့အဲပြီးတော့ကွက်တီပေါ့ကိုရင်းမြန်မာဝတ်ဆောင်လေးနဲ့လိုက်တဲ့ရွှေရောင်လေးလဲဖြစ်နေရောအဲ့လိုကွက်တီဖြစ်တာ gold gala လေးတက်ရောက်ဖြစ်ပုံကတော့ gold house cc ကို bing ကနေပြီးပေါ့ပိုင်အောင်အဖေးကြရတဲ့အတွက်ကြောင့်တက်ဖြစ်တာပါ dress ရဲ့ theme ကိုတော့ပေါ့နော် gold gala ကဟိုဖိတ်ပြီးရဲ့အချိန်မှာတို့ information နဲ့ event information တွေပို့တယ်နောက်ပြီးတော့တယောက်ချင်းစီအတွက်အလို customize details တွေပေါ့နော်အဲဘယ်အချိန်မှာ red carpet ရှောက်ဖို့စသဖြင့်ပေါ့နော်အစားတော့ရွေးချယ်တာအစားပြီး outfit ဆိုဘယ်လိုမျိုးအစားသူတို့အကုန်လုံး ပို့တဲ့အချိန်မှာ outfit ကိုတော့သူကဘလို့ဘလို့ဝတ်ပါလို့မပြောဘူးဒါပေမဲ့ gold color နဲ့ gold house ကဒီဘိုင်ယွန်ရဲ့ Asian Pacific community ကို represent လုပ်တဲ့ organization တစ်ခုဖြစ်တယ် gold color လည်းအဲ gray Asian Pacific community မှာရှိရသူတွေအားလုံးကို celebrate လုပ်တယ်ပေါ့နော်နေပေအတီးတေးအစည်းအဝေးအမှုပညာအကစားပေါင်းစုံပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့် အဖြစ်နိုင်တော့ Asian Pacific designer တွေတွေကပဲဝတ်ပါဆိုပြီးတော့သူကပြောထားတယ်အယောင်တော့ gold ပေါ့နော်အဲ့လိုပြောတယ်အဲဒါပေမဲ့ဒီပွဲလေးမတက်ခင်မှာအဘိုင်ဟောင်းရဲ့အတီးတငယ်ချင်းတယောက်ကလည်းပြောတယ်ဘိုင်ဟောင်းဒီပွဲရဲ့သွားရမယ်ပြောတဲ့အခါကျတော့ဟိုသူနဲ့တီးရပေါ့နော်သူနဲ့တီးတဲ့အဲ့လို ဒီဇိုင်နာဘောနော်ဒီရှိတယ်တဲ့အဲ့လိုမျိုး pop star တွေကိုလည်းတူအဆင်ပြေးဘူးတယ်တဲ့အဲသူ့ဆီက outfit ပေါ့နော်အဝင်မလားတဲ့သူ့ဆီကဘောနော်အဲ့လိုသူ့သူ့ကို dress လုပ်ခိုင်းမလားဆိုတဲ့ရရဲလို့မဟုတ်ဘူးလို့ငါ first time တက်တာဆိုတော့လို့ငါမြန်မာဝတ်ဆောင်ပဲလို့အဲငါတို့နိုင်ငံကဒီဇိုင်နာနဲ့ချုပ်ပြီးတော့ဝတ်သွားမယ်ဆိုပြီးတော့ပိုင်အောင်ဆုံးဖြတ်ဖြစ်လိုက်တာပါဟုတ်ပွဲမှာလည်း media တွေတော်တော်များများလာတယ်ပေါ့နော်ဥပမာလည်း Vogue တို့ Variety တို့ Billboard တို့ uh, Hollywood reporter or Harper's Bazaar or အများကြီးပါပဲလာတော့အခုလဲအဲ့လို uh Vogue Hong Kong မှာလဲအဲ့လိုမျိုး best dressed တယ်မှာဒီ Go Gala pick pick တဲ့တယ်မှာပါရဆိုလမ်းသိမြန်မာ outfit လေးတော်တော်ကြိုက်ကြရဲ့ကြိုက်ကြပြီးအဲ့လို glam board လေးရိုက်တော့လဲအဲ့လိုပြောရပေါ့နော်နင် outfit ကရမ်းမိုက်တာပဲပေါ့နော်အဲပေါ်ဝါလေးလဲပါသွားရလေအဲသူတို့အဲပြီးတော့ကွက်တီပေါ့ကိုရီးမြန်မာဝတ်ဆောင်လေးနဲ့လိုက်တဲ့ရွှေရောင်လေးလည်းဖြစ်နေရောအဲ့လိုကွက်တီဖြစ်တာ ဝက်ဆောင်လေးရဒီဇိုင်နာစီစီအောင်စီစဉ်ပေးရပါအာဘိုင်းဟောင်းမက်စီနဲ့တိုင်ပင်ပြီးတော့လိုချင်တဲ့ပုံစံရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်အဲလိုလေးပဲဟုတ်အရင်နှစ်ပေါ့နော် အခု5ကာလက6နှစ်မြောင်5နှစ်မြောင်လေးနှစ်မြောက်လေးနှစ်မြောက်လေးနှစ်မြောက်လို့တာဆိုရရှေးနှစ်တည်းမှာဘိုင်းအောင်လေးလာကြည့်ရောလေတချို့တွေကအဲ့လိုအဲ their culture outfit လေးဝယ်လာလေရှိရဲ့အဲ့ဒါမဲ့အများစုကတော့ ော့ dress ပဲဝတ်ကြရဲပေါ့เนาะဆိုတော့အဲအားကြောင့်ပန်းရောင်လည်းဝတ်ဖြစ်တာပါဆိုတော့ကိုရဲ့မြန်မာ outfit လေးနဲ့ပွဲတက်ရတာဝန်တာပါအရင်ပြောပါရဲဟုတ်ဒီပွဲလေးဖိတ်တဲ့အချိန်မှာပန်းရောင်ပြောလိုက်တဲ့ bin ကိုလည်းပေါ့เนาะအိုးလို့ငါတို့မြန်မာနိုင်ငံကပေါ့เนาะလာပြီးတက်ဖူးလားဆိုတော့တော်တော်မတက်ဖူးပေါ့เนาะပြောရဲခါကျတော့အဲဆိုငါ Uh, first time meeting လို့အရင်ဝမ်းတာတယ်လို့ပြောလိုက်တယ်။ပွဲကပန်းရောင်တို့ ဟိုဟာပေါ့လူ600လောက်ရှိမှတင်တယ်600လောက်သူတို့အလို invitation only ပဲအလို plus 1လဲခေါ်လာလို့မရဘူးပေါ့နော် invitation only ပဲသူတို့တေချာလေးကိုစီစီလုံးလုံးနဲ့ကြစ်ကြစ်လေးလေးလေးလောက်တာပေါ့နော်အဲအဲ့မှာတချို့တွေကျတော့အလို red carpet ရှောက်ဖို့ဖိတ်တယ်အဲ တန်ရအောင်လဲရက်ကာဖက်လျှောက်ပါတဲ့အင်တာဗျူးလဲဖြေပေးပါဗောနော်နေအဝေးရလဲလာတာဆိုတော့တဲ့ငါတို့ဖြေသွားပေးပါဆိုပြီးအရက်ကာဖက်လျှောက်ဖို့လဲသူကအပေါက်တီပါဂိတ်တီပါခွဲထားရဗောနော်ဆိုတော့အဲ့ဘက်မှာဖြစ်ချင်တဲ့ရက်ကာဖက်လျှောက်ဖို့ဝင်းနဲ့တပြိုင်နဲ့ရောက်တာဟာ take you on နဲ့တပြိုင်နဲ့ရောက်တော့အဲ့နဲ့သူနဲ့ရက်ကာဖက်မှာအမတ်တရပုံရိုက်ခဲ့တယ်ငါထုပြမှုကြိုက်တယ်လို့ငငယ်လေးရလို့ပြောလိုက်တယ် first time ပွဲတက်ဘူးတဲ့အချိန်မှာကွာကန်ကောင်းစွာနဲ့တကယ်ကိုနွိနွိထွိထွိအရန်ရှိရဲ့ အဲကိုရီအေးရှန်းပစိဖစ်ကွန်မြူနတီမှာအထူးတိုက်ရိုက်ရတဲ့အတွက်ကြောင့်အဲ့လိုကြောက်တာတွေ nervous ဖြစ်တာတွေအဲ့လိုမျိုးတွေမရှိဘဲနဲ့တကယ်ကိုပွဲကင်းတဲ့မှာတွေ့သမျှလူတွေအားလုံးကလည်းအရင်နှွေးထွေးရဲအရင်ချစ်ဖို့ကောင်းတယ်အဲ့လိုအရင်လိုက်လိုက်လေးလေးနဲ့ရှိရဟုတ်အဲဘဲအောင်တပတ်လောက်ပဲနေတယ်နေတော့အကုန်လုံးကလည်းဟုတ်လို့ဘလို့ဆော်ပြီးပြန်လာလေအေးစိတ်မနေဘူးပေါ့နော်ဘဲအောင်လည်းရောက်တာနဲ့ပွဲရဲရှင်ဟုတ်အဲ့လေးမှာဟုတ်ရောက်တာနဲ့ပွဲရဲအဲ့လိုအလုပ်လေးတွေရဲ့နောက်တခြား အဲတခြားပွဲလေးကြီးလည်းဘယ်ဟောင်းနည်းတက်ခဲ့သေးရေပေါ့နော်ဒီ gold gala အပြင်တခြားအာအ Cannes Film Festival ရဲ့ or pre Cannes Red Red Carpet ဆိုတာမျိုးအဲအကြာရောအာ actors the actress တွေဆိုတာတက်တကယ် behind the scenes က directors တွေ movie producers တွေကိုငယ်တော့ ကြည်ပြီးအရန်ကြိုက်ပြီးကြည်ပြင်လာခဲ့ရရုပ်ရှင်တွေရဲ့ directors တွေ producers တွေနော် studio executives တွေနော် Warner Brothers တို့အလို Universal တို့ Paramount အလိုအိုက်ကအလူတွေရဲ့ now behind the scenes က team တွေပေါ့အလိုမျိုးသူတို့တွေအကုန်လုံးလာပြီးတော့ networking လုပ်တဲ့ပွဲမျိုးပေါ့အဲ့ဒီပွဲလေးလေးသွားခဲ့တယ်ဒီကတော့အဘယံဒီအများကြီးတင်ယူခဲ့လိုက်ရတာကအဲဒီ industry ရဲ့မှာ ဟိုကျင်းလည်နေတဲ့ဘောနော်အဒီဘက် Korean industry လို့ပဲဒါပေမဲ့ Western industry movie industry မှာ Hollywood ထဲမှာကျင်းလည်နေရတကယ်အများကြီး experience တွေရှိရဲ့ဘောနော်ဒီ television network ပိုင်းရှင်နေနော်အတကယ်က Oscar nominated ဖြစ်ထားတဲ့ရုပ်ရှင်တွေ director တွေ producers တွေ through ဆိုတာတကယ်ဟို ဘဝမှာတချို့ဆိုအသက်60ကျော်တွေပဲဖြစ်နေပြီ80ကျော်ဖြစ်နေဆိုတော့ experience တွေအများကြီးပဲပေါ့နော်သူတို့ ਨੇ စကားပြောရတဲ့အချိန်မှာအများကြီးအဲတင်ယူလိုက်ရတယ်အများကြီးကိုငငယ်တော့ကြီးခဲ့တဲ့အလိုရုပ်ရှင်တွေကအလို behind the scenes တွေနဲ့ကြားလိုက်ရတယ်ပေါ့နော်ရှစ်တမှာဖြစ်တဲ့ story တွေပဲသူတို့ပြောပြအဲ့လိုမျိုးပေါ့ producer တယောက်ဆိုရင် ။ငါမှ script တစ်ခုအောင်ရှိရဲ့တဲ့။ပကံဘက်မှာရရမယ့် scene တစ်ခုအောင်ပါတယ်တဲ့။သူကပြော။ဟလာလို့။ like လေးလို့ anytime လို့လာတခုလို့လည်းငါ့ကိုပြောလို့ဒီဘက်မှာအဲပုံမှန်ဆိုနေတော့ crew ပါခေါ်လာလားဆို။အဓိက line producer ပဲ။အဲဆိုဟုတ်တယ်လို့ line producer ရေးကြည့်ရဲ့လို့။အဲ crew ကတက်နိုင်သလောက်ငါတို့ကအကုန်မခေါ် short short ရဲ့တဲ့။ဒီသွားရင်သွားရတဲ့နိုင်ငံက crew နဲ့တုံးတယ်။ငါတည့်ရဲ့ငါတည့်ရဲ့ crew members တွေအများကြီးရှိရဲ့ပေါ့နော်။အဲ့လို မိတ်ဆက်ပေးမယ်တကူလိုရှိပြောလို့လားရိုက်ပြင်းလေလို့သူတို့ပြောခင်ကလန်ဘော့ကလည်းဟုတ်တယ်ပိုင်းအောင်အရောက်သွားတော့အတွေ့တာပေါ့နော်အစားကလန်ဘော့ရှိမယ်တောင်မသိဘူးပိုင်းအောင်အဲ့နဲ့ရောက်နေတော့ကိုလည်းအစပွဲလည်းမထိုင်သေးရနဲ့ကြည့်ရဆိုသွားရိုက်လိုက်ပါအောင်မယ်ဆိုသူတို့ကလည်းခေါ်ရလေအမပိုင်းအောင်တို့ရိုက်ဖို့ဆိုပြီးတော့ခေါ်ရတယ်ရိုက်လိုက်မယ်ဆိုရအမတ်တရဖြစ်သွားအရင်တော့ မြင်ဘူးတယ်ပေါ့နော်ရိုက်ကြတာလို့ Oscars တို့ Grammys တို့အလိုပွဲမှာ Glamour ရိုက်ကြတာတော်တော်မိုက်တယ်လို့သဘောကျပြီးကြည်နေတာဆိုကိုကိုရန်ရိုက်ရလေအရင်တော့မြန်တယ်ပေါ့နော်မြန်တယ်ရောက်တန်းနဲ့ခိုးကဒီလိုဒီလိုဒီလိုလေးဆိုကောင်းမယ်သူကလည်းပြော your dress is very cool တဲ့အပြောပြီးတော့ရိုက်ရိုက်ပြီးတော့ထွက်လာတယ်သဘောကျပါတယ်ဟုတ်ဒီ moment လေးကတော့ပန်းရောင်ပေါ်မှာ အမှတ်တရပေါ့နော်ပေါ်မှာတကယ်အမှတ်တရအမ် first time ဒီလိုလေးကြုံပူတာပန်းရောင်ပေါ်ရမှာဆိုတော့ the first time နေဆိုအမြင်အများတော့ဖြစ်အမြင်မှတ်ရနေလေဆိုတော့ဆိုတော့တကယ်အမှတ်တရအကြီးဖြစ်တယ် now ပွဲလေးရော now ပို့ပြီးတော့ဒီ conversation နေကလည်းပန်းရောင်တော့ပို့ပြီးတော့အမှတ်တရဖြစ်စီရဲ့ဆိုတော့အများကြီးလဲခွန်အားလဲဖြစ်တယ်အများကြီးလဲခွန်အားဖြစ်တယ်ဆိုတော့ကိုချစ်တဲ့အလုပ်ကိုချစ်တဲ့နုပညာအလုပ်တချင်းဆိုရာအဲရုပ်ရှင်ရိုက်တာဒီအလုပ်တွေတော့လည်းအများကြီး ဟိုခွန်အားဖြစ်တယ်ပေါ့ခွန်အားလည်းဖြစ်တယ်အများကြီးလဲကိုလည်းအများကြီးတင်ယူစရာလေးလာစရာရှိသေးရဆိုတာလည်းသိလိုက်ရတယ်